ဒီဒေါ်လာကြီးအောင်ပွဲရဲ့ရလကအင်မတန်ကြီးကျယ်ခမ်းနားပါလိမ့်မယ်ကျွန်တော်တို့နိုင်ငံအတွက်ခေတ်သစ်စနစ်သစ်တမိုင်းသစ်ကိုဖန်တီးနေတဲ့ဒေါ်လာကြီးပါဘုရားလို့ပြောမိမယ်တော့နဲ့ကြီးလို့ပဲဆိုရဲအစီအမီကိုကြည့်တာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တင်ပြမယ့်ဗီဒီယိုဖိုင်၃ခုဟာနှစ်ခုဟာအသက်၄နှစ်၅နှစ်လူငယ်တွေရဲ့အုပ်စုဘွဲ့အနိုင်ချင်းမှုတွေဖြစ်ပြီးနောက်တစ်ခုကတော့ လဲဦးမျိုးနဲ့ရှင်မင်းသားတို့တိတ်ကြပွက်ကဒေါ်စန်တီဒေါ်စန်တီကစစ်မှုထမ်းဖို့လူမရှိဘူးဆိုလို့ရွက်အုပ်ချုပ်မှုမှာဝိုင်းကြတယ်ဆိုရင်အသိနာဆရာရှမုံမျိုးနဲ့မြို့ပြတွေမှာတော်ရိုင်းတလိဆန်စစ်တပ်မျိုးတွေနဲ့စစ်တပ်အုပ်ချုပ်တဲ့ကာလအတွင်းမှာပြည့်စည်ယူမှုတွေကိုကြက်ပြချင်တော့ဘူးလက်လှလှဆွေကိုတိကျတာမတူဘူးအားလုံးတိမှာပါနော်ဘူးလက်လှဆွေရာ တန်ဖို့တန်ဖို့တဲ့မှာဆိုသူ့ကိုငပေါ်အောင်လို့တတ်မှတ်ပြီးတော့ထားတာဒါပေမဲ့ဒီလိုဟာမျိုးတွေကလည်းသူတို့အတွက်ကတော့ဝင်တယ်เนาะအဲ့တော့ဘူးလက်လှဆိုရင်ဘာပြောထားလဲဆိုတဲ့စကားလေးကိုကြည့်သွားမှာကျွန်တော်ပြန်ပြီးတော့ခြေပတ်တယ်လို့ဘာဖြစ်လို့လဲဆိုတော့ဒီလူတွေကကိုယ့်အကိုဖြစ်မြောက်အောင်မလုပ်နိုင်တာနဲ့တင်တစ်ဖက်ကအတိုက်အခံလုပ်အတိုက်အခိုက်လုပ်ပြီးတော့သူတို့ကနိုင်ငံရေးကိုခွေးသွေးပေါက်ကဝင်ကျင်တာနိုင်ငံရေးလုပ်တယ်ဆိုတာကကိုယ့်ကိုနံပါတ်1ဒီမိုကရေစီတိုင်းပြည်မှာနိုင်ငံရေးလုပ်တယ်ဆိုတာပြည်သူလက်ခံလာအောင်ကိုယ့်ကိုတိုးစားကိုယ့်ကိုကိုယ့်ပါတီကိုယ့်အဖွဲ့အစည်း တောက်တိုးစားတာဒါပေမဲ့လက်ရှိတန်းဖို့ပါတီမှာရှိတဲ့ခေါင်းဆောင်ပိုင်းတွေကဘူးလက်လို့ခင်ကြီးတို့ဟမ်ဒီလိုလူမောင်မြင့်တို့ဒီလိုဟာမျိုးတွေကတစ်ဖက်သားပေါ့မိမလောင်မိမချာတိုက်ခိုက်ပြီးတော့နော်နိုင်ငံရေးဟွေးသောပေါက်ကဝင်ခြင်းတဲ့လူတွေကြီးပဲအခုဒီမှာကြည့်လိုက်ဘူးလက်ပါပြောထားရဆိုတော့နော်အားလုံးပဲမင်္ဂလာပါ Top News Myanmar Channel ကနေပြီးတော့တဖန်ပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော် channel လေးကို subscribe မနေရသေးဘူးဆိုတော့ subscribe နဲ့ဒီတော့ကိုထမှန်ပြီးတော့တောင်းဆိုချင်ပါရစေမင်္ဂလာပါဒီစားပါနဲ့ အဲကျွန်တော်တခုပြောချင်လို့ဗျပြောပါကျွန်တော်နိုင်ငံအခုဘာဖြစ်နေလဲဆိုတော့ကုန်စင်းတို့နေတက်နေကမ္ဘာကမ္ဘာတွေဖြစ်နေငွေကြီးဖောင်းပွားတာဒါဘာကြောင့်ဖြစ်တာလဲဘာကြောင့်ဖြစ်တာလဲဆိုတော့ကျွန်တော်တို့ကျွန်တော်ပြောပြမယ်ကျွန်တော်တို့ကိုယ်အိမ်ကပိုက်ဆိုင်မှုပေါ့ကိုယ်အိမ်မှာရှိတဲ့ပတ်စံလေးဆို9000တန်းမနှွဲရှိတဲ့1000တန်းမနှွဲရှိတဲ့ဘာနဲ့မှထားတာတမျိုးပေါ့နော်ကိုယ်ကအတုံးလေးကပိကတိတာတွေမှာထားတဲ့ရွှေလေးငွေလေးတိခါတယ်မင်္ဂလာဆောင်ကြရထုတ်ဝင် ပြီးတော့ဒေတာမရှိတဲ့လူကတော့ဒေတာတွေမှထည့်တော့ခတ်ထားတယ်အဲ့တော့ဘယ်သူကြိုက်လဲကျွန်တော်ရင်တခါပြောဦးလေအဲ့တော့ကိုကိုတိုင်းကြိုက်လဲမကြိုက်ရင်ဟိုမိမကြိုက်လဲဟိုဘက်အရာလူတော့ပြီးမကြိုက်ဘူးကိုဘက်မျိုးကလူလည်းပြီးမကြိုက်နိုင်ငံခြားသားဆိုပို့ဆိုတာပေါ့သူပြောတာဒါမဲ့ဒေါ်စုက၅နှစ်လုံးလုံးနိုင်ငံခြားသားကိုပြီးကြိုက်ခဲ့တယ်ဘဟုပါရင်တော်ကြီးအဲ့တော့လူနိုင်ငံရဲ့ဟလာနိုင်ငံကြဝင်ငွေတွေထွက်ငွေတွေအကုန်တိသွားတယ်ဘယ်ကကျွန်းတက်ကဘလောက်ဝင်နေကြောက်စင်ကဘလောက်ဝင်နေ ီကဟာလာကူကတင်ကားပြန်ဝင်လာဘလောက်လင်းညာဝင်လာဘလောက်အကုန်လုံးဝင်ကိုထွက်မသိသွားတိသွားတဲ့ခါကျကျွန်တော်တို့ဝေဂျနာရှင်နိုင်ငံသား90ကျော်ကိုင်တယ်ကျွန်တော်တို့ဝေစစ်အဲ့ဒါကြီးသူတို့နိုင်ငံသားရောက်သွားတဲ့အချိန်မှာဒါလည်းအကုန်လုံးပိတ်တာကိုကဝေဂျနာလေးပိတ်တယ်ကိုကရောင်းချင်ရမဝယ်ဘူးအဲ့လိုလောက်တော့ခါကျကျွန်တော်ကမောက်ကမလေးပြေတော့ဒေါ်လာစီးတဲ့ပြီးတော့ရွှေစီးနော်အခုဒါဒေါ်လာစီးတက်တာဒေါ်အောင်ဆန်းစုကြည်လက်ထက်ကနိုင်ငံသားတွေကိုတော့ပေးခဲ့လို့နော်ဒေါ်အောင်ဆန်းစုကြည်လက်ထက်ကအဲ့ဒီနိုင်ငံသားအကြံပေးငှားတဲ့ကိစ္စကို အဲ့မပူတူတို့အဲ့သူတို့ဖို့အောင်စုခွဲအောင်စုတွေခဏခဏပြောတယ်နာမည်ရပါလေအကြံပေးငှားလာခေါင်းစဉ်ရပါလေအကြံပေးသူ့ရဲ့တောင်းဝင်ရအကြံပေးခွင့်မရှိတယ်အမိတ်ပေးခွင့်ရှိတာမဟုတ်ဘူးနော်နိုင်ငံခြားသားအကြံပေးဆိုတာမြန်မာတနိုင်ငံတည်းကငှားရတာအမေရိကန်လိုတော့ဝမ်းဖြစ်နေတဲ့တိုင်းပြည်မှာတော့နိုင်ငံခြားသားအကြံပေးဆိုတာရှိတယ်နော်ဘယ်နည်းအောင်အကြံပေးရမလဲနော်စောက်လို့ဝင်ကြီးဌာနရထားလမ်းဖောက်မယ်မြန်မာမှာရှိတဲ့ နီးပညာရှင်တွေမြမနီးမြမဟန်တွေကနိုင်ငံတကာ quality အရေးတွေးရအောင် brain မမီဘူးပညာမမီဘူးဆိုရင်နိုင်ငံခြားကအကြံပေးကိုခံဘလို့နီးစနစ်မျိုးနဲ့ခင်းတဲ့တယ်ဘလို့ပုံစံမျိုးလုပ်တဲ့တယ်အဲ့အကြံပေးတွေကတင်ပြတယ်အစိုးရအဲ့တော့အစိုးရစီစစ်တယ်ကိုမာရှိတဲ့ကိုနိုင်ငံသားပညာရှင်တွေရဲ့တုံ့ပြန်မှုသူအကြံပေးတွေရဲ့တင်ပြမှုနော်အေးဒါတူတင်ပြတဲ့နီလန်းတော့ကောင်းတယ်မကောင်းဘူးကိုကိုဆုံးဖြတ်တယ်ဆုံးဖြတ်ပြီးကြိုက်တဲ့နီလန်းကိုယူတယ် ဒီတိုင်းပြည်တိုးတက်ရေးတည်ဆောက်ရေးအတွက်အတုံးပြုတယ်။အချံပေးဆိုတာအဲ့ဒါ။ဘာဖြစ်လို့လဲ?အမေရိကန်တို့နိုင်ငံမျိုးတော်နော်အခြားကမ္ဘာပေါ်မှာနိုင်ငံတွေကြည့်ပါ။သူများနိုင်ငံကပညာရှင်ဆိုတာသူတို့ပဲခေါ်ရတာပဲ။ဒါဟာ तू ကအမိတ်ပေးခံမရှိတာမဟုတ်ဘူး။ तू ကဘာလို့ပေးခံဒီနိုင်ငံအတွက်နော်အကျိုးပြုပေးပိုင်ခွင့်မရှိတယ်။ तू ကဒါကိုလုပ်ပါလို့အမိတ်ပေးပိုင်ခွင့်ရှိတာမဟုတ်ဘူး။အဲ့တော့ဒေါအောင်ဆန်းစုကြည်အစိုးရလက်ထက်မှာငားရန်ခက်တာဒီနိုင်ငံသားအကြံပေးနိုင်ငံသား အမိတ်ပေးမဟုနော်အဲ့တော့ဘူးလက်ကြီးခမားကိုကျွန်တော်မေးမယ်နော်ခမားမိသားစုအတွက် အကြံပေးတယောက်ကိုခေါ်လိုက်မယ်အဲ့ဒီအကြံပေးနော်နှစ်ယောက်ပေါ့နှစ်ယောက်အကြံပေးနှစ်ယောက်ခေါ်လိုက်မယ်တယောက်ကခမားကိုအကြံပေးလိမ့်မယ်ဘူးလက်ဘူးလက်လှဆွေဆိုတဲ့အနောက်မှာဝင်းစားဝင်းပိတ်လေး ਨੇ ဂုံပုတ်တစ်ခုလိုအပ်တယ်အဲ့ဒီဂုံပုတ်ကတမိုးလီဆိုတဲ့နာမည်လေးနော်အဲ့တော့သူများကိုလည်းပေးပြန်မလို့ကိုတမိကိုပြန်ယူလိုက်ဘူးလက်ကြီးရဲ့ တယောက်ကအကြံပေးမယ်နောက်တယောက်ကကဘူးလဲနော်ကိုတားသမီးဆိုတာနော်တေးသေးချာချာမျိုးရိုးကောင်းကောင်းကြံပြစ်ခဲ့အောင်ကိုတမီးလေးကိုဘလို့တိတ်တက်လိမ်မာတဲ့လူနဲ့ပေးစားတင်လေအကြံပေးလိုက်မယ်အဲ့တော့အရှိတ်တယောက်အကြံပေးခဲ့လို့ကိုတမီးကိုယူတို့အကြံပေးတာနဲ့မင်းခမားအကြံကိုတမီးကိုပြန်ယူမှလားခမားအုံတော့နဲ့ခမားမစင်းစားဘူးလေဟိုတယောက်ကအကြံပေးတာကတော့ ငါသမီးကိုမျိုးရိုးဆွေကောင်းနဲ့ပညာတိတက်တိပညာရှင်နဲ့ပေးစားပြီးတော့ကို့မျိုးဆက်ကိုကောင်းကောင်းမွန်မွန်ထားခဲ့တဲ့ဆိုတဲ့အကျံဒီဘက်ကအကျံကတော့ကို့သမီးကိုပြန်ခံတဲ့အကျံခမရအောင်အောင်နဲ့စဉ်းစားလို့မရဘူးလားဟမ်ခမရဆုံးဖြတ်ကမှလေဟိုအကျံပေးနေတယ်ခမရကို့သမီးကိုယူမလားအေးအဲ့ဒါလိုပဲဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာနော်နိုင်ငံခြားထအကျံပေးနေငှားလို့ငှားလို့ပြောတဲ့လူတွေကအဲ့ဒီဥပမာလေးကိုမျက်စိနဲ့မြင်အောင်ကြည့်လိုက်အဲ့လောက်ဆိုရင်သဘောပေါက်မှဖြစ်တယ် နာမည်ကိုတဲကနိုင်ငံခြားတာအကြံပေးနော်ကက်ဆက်ပြုတ်ဒေါ်လာဈေးတွေစီဈေးတွေကြတာအဲ့အကြံပေးဆက်ပြုတ်အဲ့ဒါဆက်ပြုတ်ပြုတ်ဒီကောင်ဖောက်တဲ့အလူတွေဖြစ်ကုန်တယ်မကွာတွေဖြစ်ကုန်တာဟာကျွန်တော်တို့ကပြီးခဲ့တဲ့9နှစ်မှာနိုင်ငံခြားတာ90ကျော်ကတကယ် key player တရားတွေကိုကိုက်ပြီးတော့ကျွန်တော်နိုင်ငံဟာသူကက်ဆက်ယူနေတာပေါ့ပေါ့ပေါ့သူဆက်ပေါ်နေတိုင်းပြည်ကိုတအုပ်ချုပ်နေတာရင်နာလို့မဆုံးဘူးကွာဖြစ်ကြပဲလာလာပြောလားလေးစားပါလေအာလေးစားတယ် ဒုက္ခပါပဲတကယ်တကယ်တကယ်ကျွန်တော်ပြောမယ်နော်ကျွန်တော်ပြောမယ်စကုံစင်းနှုံးနေတက်တာအဲ့ဒီအကြံပေးတွေကမဝယ်ခိုင်းနဲ့မယောင်းခိုင်းတော့မပိတ်ခိုင်းလို့ဆိုတော့အဲ့ဒါဖွေးစကားလေခမားလို့တိုင်းပြည်ဒီစစ်ဖို့တုတ်တယောက်စစ်သားတွေကိုခေါင်းဆောင်လုတ်လာတဲ့လူတယောက်ကဒီလိုစကားမျိုးပြောတယ်ဆိုတော့တိုင်းပြည်တစ်ခုဆိုတာအိမ်တစ်ခုလိုပဲကိုယ့်အိမ်မှာဝင်ငွေဆိုတာဘာလဲထွက်ငွေဆိုတာဘယ်လောက်လဲတိုင်းပြည်လည်းဒီတိုင်းပဲတိုင်းပြည်ကိုဝင်လာတဲ့ဝင်ငွေနဲ့ထွက်ငွေခမားတိုင်းပြည်မှာအခုမင်းအောင်နိုင်လက်ထက် ဟမ်ခမရလို့စောက်ပြစ်တလုံးမှမပြောရတဲ့မင်းအောင်လိုက်ပြောချင်တာလက်ကိုရားနေတယ်မင်းအောင်လိုက်ဒါပေမဲ့မပြောရကြအောင်မလားဆွဲစိတ်ကံတိမှတီးတော့ဟမ်မင်းအောင်လိုက်လက်ထက်မှာတိုင်းပြည်ရဲ့ထုတ်ကုန်ဘာတွေရှိတယ်ဟိုတောင်လက်ညှိုးထိုးရောင်းစားမယ်ဒီရင်နယ်သွင်းလက်ညှိုးထိုးရောင်းစားလွဲလို့တိုင်းပြည်ရဲ့ထုတ်ကုန်ဘာတွေဖြစ်ပေါ်လာတယ်သွားတိုက်ဆေးရဆပြီးတော့ဟမ်တနစ်တာမိသားပြည်သူတွေတုံးဆွဲနေတဲ့ပစ္စည်းပေါင်းဘဏ္ဍာမျိုးကပြပတ်တိုင်းပြည်ရဲ့တင်သွင်းရတယ် ဲ့တော့တိုင်းပြည်ကိုကုံဆုံဆိုင်တဆိုင်လောက်တောင်စီမံခန့်ခွဲတတ်တဲ့နော်ပညာမရှိဘဲနဲ့တိုင်းပြည်ပေါ်တက်ပြီးတော့အာဏာသိမ်းပြီးတိုင်းပြည်အုပ်ချုပ်မှာအဲ့ဒီလိုကောင်မျိုးတက်အုပ်ချုပ်တဲ့တိုင်းပြည်မှာမမွေးလောကမှာမွေးမဲ့တိုင်းပြည်မရှိတော့ဘူးနော်ရှင်းလားတိလားအဲ့တော့ဗယံမတာစကားတွေရွေးကောက်ပွဲနီးလာတိုင်းပောက်ပန်း၄၀စကားတွေမပြောနဲ့ခမားတို့စောက်ရှက်မရှိလို့လား၂၅ရွေးကောက်ပွဲမတိုင်ခင်မှာခမားတို့ဗဇက်ပေါက်တွေဘာပြောခဲ့လဲပြန်ကြည့်စမ်းကိုပြောခဲ့တဲ့စကားတွေကို အဲဒီအစိုးရတက်လိုက်ကလားနိုင်ငံဖြစ်မှာဘလို့ဖြစ်မှာပောက်ပန်း40ဒီပြောချင်တယ်ပြောခဲ့ကြတယ်ပါဆက်ပြီခင်ဗျားရောက်ကြရင်ပေါ့ဘူးလားတိတ်ခါရှိရှင်းတဲ့ကြစမ်းမှာအတိုက်ခိုက်မလုပ်ပါနဲ့အတိုက်ခံလုပ်ပါ NLD ပါတီကိုပြည်သူတွေအားပေးနေဆိုတာ NLD ကကောင်းနေလို့မဟုတ်ဘူး NLD ကိုပြည်သူတွေစိတ်တိုင်းမကြဘူးကျွန်တော်တို့လည်းစိတ်တိုင်းမကြဘူးဒါပေမဲ့ဘာကြောင့် LND ထက်ကောင်းတာမရှိသလိုခင်ဗျားတို့ထက် ရုပ်မာတဲ့ပါတီကလည်းမရှိတော့လို့နော်အဲဒီအစိုးရတက်လိုက်ဘာဖြစ်မှလို့ပြောခဲ့တယ် တော်ဆန်းစုကြည်အစိုးရတက်လာဟမ်ခမရရုပ်အချက်မရှိတဲ့ဟာနဲ့တပတ်တော့ပေးတယ်တော်ဆန်းစုကြည်ဟမ်ကွယ်လာနဲ့အခုအတင်းပြောတယ်ဒါကခမရတို့စစ်ဖို့ချုပ်တယ်ရှစ်ဖို့ကောင်းပါလေဗျာကိုကိုယောက်ျားလိုမခံဘူးကြားလို့ဓမ္မကြီးနော်အခုအဲ့လိုပြောနေတဲ့လူဘူးလက်လှဆိုရင်ပစ္စည်းသွားလူတယ်တဲ့အဲ့ဗီဒီယိုဖိုင်တက်တော့မှတွေ့ဖို့မှမှာကျွန်တော်ပြမကြည့်ပါจริงนะมาอืมมามาตะเผาจริง ဒီတက်ကပေးတယ်ဟင်မမားဖာယူရတယ်ဟိုကပြန်တင်တယ်ဟင်ရေကနဲ့မမားဖာယူတယ်ကြည့်ဟိုကပြန်တင်တယ်ကြည့်အဲ့ဒါတော့ဆောက်ချက်မဲ့တယ်ကြည့်အဲ့ဒါလိုအကျင့်စရိုက်အဲ့လိုရုပ်မျိုးနေတဲ့ဒီတိုင်းပြည်ကိုတောက်ချုပ်ဖို့လုပ်နေတာဒါရည်စရာမဟုတ်ဘူးကြည့်ကြည့်မလုပ်နေပုံကြည့် မြင်တဲ့အတိုင်းပဲနော်အဲ့တော့ကျွန်တော်တို့ကဒါရည်စရာရုပ်တရားဒါကိုဟာနာဖြစ်လို့ပြောကြတယ်ဒါရည်စရာမဟုတ်ဘူးရင်နာဖို့ကောင်းတယ်ကြောက်ဖို့ကောင်းတယ်ဘာဖြစ်လို့လဲကျွန်တော်တို့ရဲ့အတိုင်းဒီကိုဒီလိုလူမျိုးတွေကတပီအုပ်ချုပ်ဖို့လုပ်နေတာခမားတို့ကျွန်တော်တို့ခစ်တယ်မဟုတ်ဘူးကျွန်တော်တို့ရဲ့ထားပြခဲ့မဲ့နော်သားလေးတွေတမီးလေးတွေမှာဘလို့ကောင်မျိုးတွေကတောက်ထုံမှာကြောက်စရာကြီးတိုင်းပြည်တို့ရဲ့နဲနဲနော်ကြောက်စရာကောင်းတဲ့အရာမဟုတ်ဘူးနိုင်ငံရေးကိုတချို့တည်းကကိုနဲ့မဆိုင်တယ်လို့နေလို့တင်းတင်းချာချာလေးလေးနဲ့နဲ့တွေးကြည့်လိုက် စဉ်းစားကြည့်လေသူပြောနဲ့ပုံနဲ့လုတ်တဲ့လုတ်ရက်တွေနဲ့အဲ့လိုလူမျိုးတွေကဒီတိုင်းကြီးကိုတောက်ချုံမဆိုအဲ့လိုတိုင်းပြည်တွေမှာမမွဲလောကမှာမွဲစရာတိုင်းပြည်မရှိတော့နော်အဲ့တော့အခုမင်းအောင်နိုင်လုံမဲ့ရွေးကောက်ပွဲမှာဟင်ခိုင်ကုန်းတနေ့ကဘယ်ကြောင်မှရမလဲလို့ခွေးသိုးပေါက်ကနေဝင်လာတဲ့အောက်တန်းစားတွေတပုံကြီးနော်ဒီတိုင်းပြည်ကိုဘယ်ကနေဖြစ်စည်းရမလဲလို့ရတဲ့နေရာကပါဟင်းလို့អော်ပြီးတော့ပြေးလာတာ ਨੇ အတူတူပဲ တော့ဒီအာနာသိန်းနဲ့ပြည်သူအလုံးလက်မခံတာတို့တည်ဆုံးတော်မြို့ကိုလမ်းပြေသွားတယ်ဒီနေ့စီတဲ့တိုင်းပြည်ပြည်သူကတို့လက်မခံဘူးနော်အဲ့လိုလက်မခံတဲ့ပြည်သူကိုစန့်ကျင်ပြီးတော့ဒီရွေးကောက်ပွဲကိုတို့လှုပ်လို့ရအောင်လုပ်မယ်ဆိုတော့ကျွန်တော်ကတော့မြင်အောင်ပါတယ်နော်ရွေးကောက်ပွဲကိုဝင်ပြိုင်ပြီးတော့ပေချင်းစိုးနဲ့ပေမပြည်သူကိုတအားဖက်တယ်မလုပ်နဲ့နော်အကြမ်းဖက်ခံရတာပြည်သူတွေအဲ့တော့အကြမ်းဖက်ခံနေရတဲ့ပြည်သူတွေကသူတို့ကိုအကြမ်းဖက်လာမယ့်အရာကိုတော့ ရနဲ့နီးနဲ့ခုခံတွန်းလှန်ပြီးတားဆီးမှာပဲအဲ့ဒါပြည်သူတွေရဲ့အလုပ်ပဲဘာဖြစ်လို့ဒီတိုင်းဒီမှာဘယ်ဒီပတ်မှကျူးတော်လာပြီးတော့ဒီတိုင်းကြီးကပြည်သူကိုတတ်ဖြတ်နေတာမဟုတ်ဘူးဒီတိုင်းကြီးကိုကာကွယ်စောင့်ရှောက်မယ်ဆိုတဲ့ဒီစစ်အတိုင်းဝိုင်းကပဲဒီတိုင်းကြီးပြည်သူကိုတတ်ဖြတ်နေတာဒီစစ်အတိုင်းဝိုင်းကဘုံကျဲတဲ့မီးရှို့တဲ့မတိန်ချင်းနဲ့မျိုးစုံလုပ်နေတာအဲ့တော့ဒီအတိုင်းဝိုင်းကအာနာကိုပြန်ယူပြီးတော့ဒီပြည်သူကိုဒုက္ခပေးမယ်ဆိုရင်တော့အဲ့ဒီပြည်သူတွေကရတဲ့နည်းနဲ့တားဆီးမှာပဲအဲ့လိုတားဆီးမှာကျွန်တော်တို့ကပြည်သူပါဆိုရင်တော့မရဘူးတော့ ဒါထိတ်ကြောက်တာမဟုတ်ဘူးအကောင်းပြောတာလက်တွေ့တက်ကြပါအဲ့ဒီလောက်ရက်ကိုကျွန်တော်တွားလုပ်လေအဲ့ဒီအတိုင်းခံစားရမှာပဲကျွန်တော်ဟုတ်တယ်လေအခုကျွန်တော်နော်မင်းအောင်လိုက်ရွေးကောက်ပွဲမှာကျွန်တော်ပါဝင်လိုက်မယ်ဟမ်ပြည်သူစမ်းကျင်တာပဲဒါအဲ့ဒီချိန်ညမှာပြည်သူကဝဲတက်ဖွဲ့နေဖြစ်ဖြစ်နောက်ဆုံးပြည်သူတယောက်ကမကျင်တဲ့ဖြစ်ဖြစ်ကျွန်တော်လာကြုံးနေအာငါပြည်သူကအော်လို့မရတော့ဘူးဒါပြည်သူစမ်းကျင်တာနဲ့ဖြစ်တဲ့တော့ပြည်သူရန်လူဖြစ်နေပြီနော်အဲ့တော့ညမှာငါတို့ကပြည်သူပါငါတို့ကဟိုလွတ်တော်အမှန်တော့မရတော့ဘူးအစကတည်းကပြည်သူနဲ့မဆန့်ကျင်ချင်နော်ဘာဖြစ်လို့ပြည်သူလို့ကျွန်တော်အများစုပြောတာလဲ ြည်သူနဲလို့များကြီးကိုကွဲလိုက်ပါနော်အာနာတိန်တော်လက်ခံတဲ့ပြည်သူနဲ့လက်မခံတဲ့ပြည်သူဘလောက်ယာကိုင်နှုတ်กว่าလဲဆိုတာထမင်းစားတဲ့လူတွေတည်ပါတယ်နော်အဲ့တော့ပွဲကောင်းလို့အသေးကောင်းလို့ပွဲတောင်းတယ်ဆိုရင်တော့ကြိုက်တယ်လို့လုပ်ကြပါအချိန်တန်ကြရင်တော့ဘွာမခက်ကြီးပေါ့ဟုတ်တယ်မလားရှေရှေဝိုးလီမပြောတော့ဘူးဗီဒီယိုလေးကိုအရှင်အမီးလေးကြည့်ကြရအောင်

ရပ်တော်ရင်တက်ဖို့များခင်ဗျာအတူဦးစားပေးနေတဲ့ရှင်းလင်းပေးဖို့ကြိုးတက်တယ်ရှင်းပါကဲမျိုးပြလို့ပြောပေးမယ်တုံးနဲ့ကြီးလို့ပဲဆိုတဲ့အစားကြည့်လိုက်အောင်ဖျားပေါ့ဖျားပေါ့ပုံစံနေနဲ့ကြည့်ကြအောင်ဗျာကျွန်တော်တို့နိုင်ငံလူငယ်ကြီးဖြစ်နေတဲ့ပုံစံလက်ကြည့်ပါဦး vì sao người ta gọi sao chỉ không đem yêu chị gọi nó mà chị không đem yêu chị đâu đúng rồi lưu video đi họ 呀，我今天来吃啊！后面啊！对呀吗？嗯 ကြည့်ကြပါဦးခင်ဗျာကျောင်းတိုင်းပြည်ဘယ်လောက်ပြည့်စည်သွားပြီလဲတမမအသက်ပေးနေတဲ့လူငယ်တွေ PDF တွေကြည့်နေလို့တစ်ဖက်မှာလည်းဒီလိုမျိုးအောက်စုကရန်ကားမှုတွေပုံမများပြားလာတဲ့တက်တီပြချက်တွေအားလုံးလည်းတွေ့ပြီးသားပါဟိုတနေ့ကဆိုရင်ကျွန်တော်တွေ့ပြီးသားပါစစ်မှုထမ်းဟောပြည်သူစစ်အုပ်ချုပ်ရေးမန္တလေးမှာလူငယ်တွေကိုလူငယ်နှစ်ယောက်အောက်စုကဝိုင်းဝန်းကန်ချက်ပြည်သူစစ်ဆိုရဲကောင်ဂျေဇကနမနီရဲကောင်က ဟိုတနေ့ကဆိုရင်မြို့သမီးအဖြူနဲ့ဆင်းဝင်မိန်းကလေးညံဖြစ်တာပေါက်ကြိုက်တာဖြောင်းနေဖြောင်းနေနေတာဒီကျွန်တော်တို့အနာဂတ်ကိုဒီဒီလူငယ်တွေလက်ထဲအပ်ဖို့ကျွန်တော်ဘယ်လိုဘယ်လိုစဉ်းစားရမလဲဒါစစ်တဲ့အုတ်ချုပ်ပြီးတခါလာဖြစ်သွားတဲ့အခြေအနေတွေကိုပြောရအောင်ဒါကတော့ကျွန်တော်ခုနပြောခဲ့ဝိုင်းရင်ကြတာချက်ကအုတ်ချုပ်ယူမှာဒီမှာဒီမှာဆိုတော့ယူနီဖောင်းလို့ပါလို့ကောင်းတယ်

ကျွန်တော်ပြအောင်ကျွန်တော်ပြအောင်အဲဒီမှာယူနီဖောင်းနဲ့လုံခြုံရေးလို့ပါတော့မသိလားတွေ့တော့ဖျောက်နေပြီးတော့မှထားတော့လက်ကူကအဲ့ဒီဘက်ကလူတွေများကြည့်တဲ့အထဲမှာပါခဲ့ရင်ဝင်ရေးပေးပါကော်မန့်အချိန်ဒီအသေးစိတ်ကိုထပ်ကြည့်ချင်ဒီနေ့ဂျမ်းမြင့်တိတာရတာတော့ဒီအမေဝေးအိမ်မှာအသက်60နှစ်ရွယ်အမေဝေးအိမ်မှာစိတ်မထားလို့မရှိလို့တဲ့ခြေတင်စကားများပြီးရပြစ်ကြတာလို့ဝိုင်းရကြတယ်ကျွန်တော်တို့အချမ်းမြင့်တိရတယ်ကြည့်ကြည့် 那我们欧叔辈们，队长，这，牛逼啊！牛逼没得，现在欧叔辈牛逼啊！那么讲欧一两弟，你晓得怎么弟弟讲的没？他可能不把他当回事，懂没？对，那么讲欧一讲，讲欧一蛮得力的。 မြို့ပြလို့ပြောပေမဲ့တောနဲ့ကြီးလို့တောနဲ့ကြီးလို့ဖြစ်နေတယ်ဟာမတဲ့ပုံစံနဲ့ကြည့်ပြီးကောင်းကြီးကလည်းပတ်စံရှိပြီးတော့လူအောင်ရနိုင်တဲ့ကောင်းကြီးဖြစ်မယ်ဂျက်ကင်ဒီပါရီနဲ့မတိဒရာမတိအေးနဲ့အမတိကလည်းဟောတော်တော်ငါရိုက်မယ်အကောင်ကြီးပြီးတော့ကျွန်တော်တက်ကြည့်လို့မဖြစ်ဘူးဗျာ။မြို့ပြလို့ပြောပြီးမယ်တောနဲ့ကြီးလို့ပဲတောရိုင်းသမီးဆန်ပြီးလို့ပဲ ဒီလူငယ်တွေဒီလိုဖြစ်နေတာဟာကြဒီကောင်ဒီကောင်တော်ရဲနဲ့ကောင်ဒီကောင်ကောဒီကောင်ဒီကောင်ကောအဲဒီချင်းဖြစ်ပါတယ်လူငယ်တဘာဝစိတ်နဲ့မှာပါရံဖြစ်ကြတာလို့တာမန်အဖြစ်ပြောစရာရှိပါတယ်ဒါပေမဲ့ လက်ရှိဒီနေ့ဒီဒီတလအတွင်းမှာတက်လာတဲ့ video file အနေနဲ့ငါးဖိုင်ရှိတယ်။ပထမအဦးဆုံးမန္တလေးမှာစစ်အုပ်ထုတ်နေကောင်ပြည်သူစစ်မှုပြည်သူစစ်တာသမီလာပါလာရဲစခန်းမှနေမှနေကောင်အုပ်စုဝင်နေချင်းလို့ဒုတိယပြုနေစစ်မှုကလေးတွေဝိုင်းရိုက်တာတွေဝိုင်းထိုးတာတွေဖြစ်တဲ့ကိစ္စတတိယ main ကလေးတွေ main ကလေးတွေအဲ့သူရဲ့အမေတော်ပြောလို့တဲ့တစ်တော်မှာကျွန်တော်တွေ့လိုက်တယ်ကျွန်တော်နောက်မှအကိစ္စကိုပြန်ပြောပါရိုက်တာဗျာ အသက်14နှစ်73နှစ်ယူကဲအခုအခုကြည့်ရအောင်ကဲလူချင်းမျိုးဘလို့ဘလို့ထင်လဲကျွန်တော်တိုင်းပြည်လက်ရှိမြို့ပြပြည်မှာလက်ရှိစစ်ကောင်စီအုပ်ချုပ်ရေးနေရာတွေမှာဖြစ်နေတဲ့အခြေအနေပေါ်မှာဘလို့ရှိနေတုံတယ်နိုင်ငံရေးအရာလူတွေတကယ်လူငယ်တွေတကယ်ရမ်းဆိုင်ကုန်ပြီလားဘာလို့ဖြစ်ပေါ်လဲကောမတ်ကြီးရပြီဆောင်းပြတ်တင်းရပြီ စိတ်ကောင်းစရာတွေပေါ့တိုက်ပြီးကိုဒီလိုအချိန်ကြီးကအစာပြန်ပြင်ရမယ်ဆိုတာကိုတတိအပြားဖြစ်ပါတယ်ဒေါ်လန်ပြည်သူများအားလုံးမင်္ဂလာပါဒီကနေ့ပြည်သူဒေါ်လန်ရေးရဲ့မဟာဗျူဟာကတနေကလုံးကွက်ပြည်နေရေးပဲဖြစ်ပါတယ်ရုပ်ကကျုံးပေါ်သားတွေရဲ့အိမ်ပြန်ခီးကဒီကွက်ပြည်မဟာဗျူဟာကိုပိုးပြီးပြည်စုံစေခဲ့တယ်လက်နဲ့အားကိုနဲ့ပြည်သူကိုရန်တတ်တူပြုတ်နေတဲ့စစ်အုပ်စုကို ရလည်းနဲ့ဆွဲကန်ပြီးခုခံတွန်းလှန်ဖို့မှာတပါပြည်သူတွေမှာတခြားရွေးချယ်စရာမရှိရပါဘူးအခုချိန်မှာလူငယ်တွေက PDF ဖြည့်ခံယူရင်းအတက်နဲ့ဘဝကိုရင်းပြီးတိုက်ပွဲဝင်နေတဲ့အချိန်တွန်းလှန်ပြည်သူတွေကလည်းကိုယ့်ရဲ့ချွေးနှဲစာတွေကဖြစ်နိုင်သမျှထောက်ပံ့လူတိုင်းရင်းတွန်းလှန်ရေးခရီးကိုအတူတကွဖျက်တမ်းနေရတာဖြစ်ပါလေဒီတွန်းလှန်ရေးအောင်ပွဲရဲ့ရလဒ်ကအင်မတန်ကြီးကျယ်ခမ်းနားပါလိမ့်မယ် ျွန်တော်တို့နိုင်ငံအတွက်ခေတ်သစ်စနစ်တမိုင်းသစ်ကိုဖန်တီးနေတဲ့ဒေါ်လာရေးပါကျွန်တော်တို့အားလုံးရင်းနှီးရကြိုးနှက်ပါလိမ့်မယ်ဒေါ်လာရေးရဲဘော်တွေဖို့အားထားစရာဟာဒေါ်လာပြည်သူတွေပဲရှိပါလိမ့်ဒီအပရိတိုင်းလုံးမြောက်ရေးအတွက်တိုက်ပွဲဝင်နေတဲ့ PDF ရဲဘော်တွေနဲ့အတူဒီအပရိတိုင်းနဲ့မြန်မာပြည်တစ်ဖက်ကဒေါ်လာပြည်သူများအားလုံးအတူတကွဆက်ရှိပေးကြဖို့တိုက်တွန်းနှိုးဆော်လိုပါလိမ့်အားလုံးကျေးဇူးတင်ပါတယ်